အနာပါနကမ္မထံဖြစ်သမာဓိထထောင်မယ်ဆိုရင်ဒီအနာပါနလုံငန်းခွေနဲ့ပတ်သက်လို့မဟာသတိပ္ပဏသုတ်တန်စတဲ့ထထောသုတ်တန်ဒီမှာဘုရားရှင်ကသမထဘိုင်းမှာအချက်၄ချက်ဟောထားပါတယ်။နံပါတ်၄ဒီကအရှိကိုဝင်သက်လေထွက်သက်လေရဲ့အရှိကိုသိအောင်ကြိုးစားအထုတ်ခြင်း။နံပါတ်၄ရတ္တဝင်သက်လေထွက်သက်လေရဲ့အတူကိုသိအောင်ကြိုးစားအထုတ်ခြင်း။ နံပါတ်3သဗ္ဗခါယဝန္တလေးထွတ်တလေးရဲ့အစလည်းအစအကုန်လုံးကိုဒီနေ့ရှင်းပြတိအောင်ကြိုးစားအထောက်ချင်းနံပါတ်5ဝန်ပတ္တံဘယဝန္တလေးထွတ်တလေးညီအောင်ညီအောင်ကျင့်ခြင်းဆိုပြီးတော့46မှတ်ပြီးဟောကြားထားတော်မူပါတယ်ထို50အရာယောဂီပုဂ္ဂိုလ်ကဝန္တလေးထွတ်တလေးကိုဘဂဝန်နေဆောင်ရှိရမလဲမေးဆရာရှိတော့အထက်ကရာများကနာတိကေကေဝမုခနိမိတ်တေဝဆိုပြီးဒီလိုရှိရမယ့်နေရာကိုနှစ်ခုသတ်မှတ်ပေးထားပါတယ် နာတိမြတ်သို့မဟုတ်အထက်နှုတ်ခမ်းထိုနှစ်နေရာတွင်မိမိဝင်သက်လေထွက်သက်လေမိမိရဲ့ဝင်သက်လေထွက်သက်လေထိမှုသင်ရှားတဲ့တဏှာကစောင့်ပြီးတော့ဝင်လေထွက်လေကိုကြည့်ရမယ်ဥပမာအထက်နှုတ်ခမ်းဘုရားကနေပြီးတော့စောင့်ကြည့်မယ်ဆိုရင်သို့မဟုတ်အထက်နှုတ်ခမ်းတဏှာပောင်းခြင်းကနေပြီးတော့ဝင်သက်လေထွက်သက်လေကိုစောင့်ကြည့်မယ်ဆိုရင်မိမိကြည့်လို့တဲ့နေရာလေးကိုသတ်မှတ်ပေးလိုက်ပါ သမ္မပိထိုနေရာကနေစောင့်ပြီးတော့ဒီဝင်သက်လေးထွက်သက်လေးကိုကြည့်ရမှာဖြစ်တယ်။ဒီလိုကြည့်မဲ့အပိုင်းမှာယောဂီပုဂ္ဂိုလ်ကပရိမုခံတတိယဥပါဒပိတဝါဥဆုံးကာယံပဏိဒါယစသည်ဖြင့်မြတ်စွာဘုရားကထိုင်ပုံထိုင်နည်းလေးတွေကိုသင်ပေးထားပါတယ်။ထိုင်နေတဲ့အချိန်ကမှခဏကောကောခပ်ဆောင်ကြောင်လေးထားပါ။ခပ်ဆောင်ကြောင်ထိုင်ပြီးတဲ့အချိန်ကမှမိမိရဲ့တတိကိုကမ္မထအာယုံလို့ခေါ်ဆိုအပ်တဲ့အထက်နှုတ်ခမ်းတော့မဟုတ် နာတိပြတဏိယမတိရှိနေတဲ့ဝင်သက်လေထွက်သက်လေဆိုတဲ့ကမ္မထအာယုံဘောတို့စိတ်ကိုရှေ့ရှုတင်ပေးပါစိတ်ကိုရှေ့ရှုတင်ပြီးတော့ဒုဝင်သက်လေထွက်သက်လေကိုဝင်ရင်ဝင်လေထွက်ရင်ထွက်လေ ဆိုပြီးဒီလိုပဲရှုနေပါရှုလိုက်တဲ့အပိုင်းမှာစိတ်ကငြိမ်သွင်းရင်တော့ရည်တွယ်ခြင်းခဏနာနည်းကိုအသုံးပြုဖို့မလိုပါဘူးအကြွေစိတ်ကမငြိမ်မသက်ဖြစ်နေကြမယ်ဆိုလို့ရှိရင်တော့ အထင်ကရမြတ်ကရေတွက်ချင်းခဏနာနီးကိုအသုံးပြုဖို့ရန်အတွက်အကြံပေးထားပါတယ်။ထိုအကြံပေးတဲ့အရာဝင်လေထွက်လေနှစ်ခုပေါင်းကို1ဝင်လေထွက်လေ2ဝင်လေထွက်လေ3ဝင်လေထွက်လေ4ဝင်လေထွက်လေ5ဝင်လေထွက်လေ6ဝင်လေထွက်လေ9ဝင်လေထွက်လေ10ဒီကနေ့10အထိရေတွက်ကြည့်ပါ။ တက္ကငါအထိလည်းရစ်တွက်နှိမ်ပါနဲ့တက္ကနေ30အထိလည်းရစ်တွက်နှိမ်ပါနဲ့ငါးနဲ့30အကြာမိမိနှိမ့်ချိုက်တဲ့နေရာမှာရက်ဆိုင်နှိမ်ပါတယ်ဥပမာရှင်းထိပဲရစ်တွက်တဲ့ဆိုကြဆိုရစ်တွက်လိုက်တဲ့အပိုင်းမှာတက္ကနေ10အတွင်းငါးစိတ်ဘယ်မှမထွက်စေရနောက်တစ်ခါတက္ကလည်း10အတွင်းဘယ်မှမထွက်စေရဒီလိုစိတ်ကုန်ခတ်တင်းနေလေးထားပြီးတော့ရစ်တွက်ပါ အထုံးစားအခမ်းအနားတမိနစ်နှမိနစ်ညင်ဖို့ကိုပဲတော်တော်လေးကြိုးစားယူပါပါတယ်။သို့သောအနာဝရိယတတိသမာနိပညာခေါ်တဲ့ဣန္ဒိငါးပါးကိုဘုံငါးပါးကိုဆံရံပြီးတော့အပြင်းအထန်ကြိုးစားအထုတ်ခတ်မယ်ဆိုရင်တော့မကြမီရပိုင်အတွဲမှာပဲဝင်သည်လင်ထွက်သည်လေအာယုန်နဲ့ဘာဝနာစိတ်ကညီဝတ်စွာကပ်ပြီးတည်နေတာကိုတွေ့တတ်ပါတယ်။ဥပမာ9မိနစ်လောက်တည်နေပြီဆိုရင် နောက်တထိုင်ထိုင်တဲ့အခါမှာဝင်သက်လင်းထွက်သက်လင်းကိုအာယုံမပြုတ်မီပါဝင်သက်လင်းထွက်သက်လင်းအာယုံ၌ငါဤဘာဝနာစိတ်သည်ဆယ်မိနစ်ခန့်ညင်ဝတ်စွာကပ်ပြီးတည်ပါစေလို့ဒီလိုဒိဋ္ဌံပြီးထင်ကြည့်ပါအဋ္ဌံပါရမီရဲ့စွမ်းအားကြောင့်ဆယ်မိနစ်ခန့်ငြိမ်သက်သွားတတ်တဲ့သဘောတော့ရှိပါတယ်။ဆယ်မိနစ်တည်းပူခြင်းလည်းပူသွားတတ်ပါတယ်။ဆယ်မိနစ်လောက်ငြိမ်လာပြီဆိုရင်မိနစ်20လောက်ဒိဋ္ဌံကြည့်ပါ။ မိနစ်20လောက်ညင်ရင်အလားတူပဲမိနစ်30လောက်အဋိဌာန်ကြည့်ဒီလိုတပြည့်ပြည့်တွတ်တော်ပြီးအဋိဌာန်လိုက်လို့တဏှာကြီးလောက်အထိဘာဝနာစိတ်ကညီဝဆောင်ကပ်ပြီးတည်လာပြီးဆိုရင်ရစ်တွဲချင်းခန္ဓာနည်းကိုလှုပ်ပြီးတော့ဝင်သက်လေထွက်သက်လေအာယုံမှပဲဘာဝနာစိတ်ကိုညီဝဆောင်ကပ်ပြီးတည်အောင်ကြိုးစားလိုက်ပါဝင်လုံသက်လေထွက်သက်လေကိုအာယုံယူပြီးတော့ဝင်လေထွက်လေဒီလောက်ပဲမှတ်ချင်လဲမှတ်နေပါမမှန်ဖက်နဲ့ညီဝဆောင်ကပ်ပြီးတည်နေအောင်ကြိုးစားခြင်းလဲကြိုးစားပါ အဲ့ဒီလိုကျိုးသက်လိုက်တဲ့အပိုင်းမှာဘာဝနာစိတ်ကဝင်သက်လေထွက်သက်လေအာယုံ၌ငြိမ်ဝတ်စွာကပ်ပြီးတည်နေပြီဆိုရင်ဝင်သက်လေထွက်သက်လေရဲ့အစအဆုံးကိုတောင်းလျှောက်သည့်အောင်ကျိုးစားဖို့လိုတယ်။တောင်းလျှောက်သည့်လေစရကမိမိသတ်မှတ်ထားတဲ့အချက်နှုတ်ခမ်းတဏှာသုံးဖို့နှံသည်ပြတဏှာကနေစောင့်ပြီးတော့စဝင်တာကနေဆုံးတဲ့အထိတောင်းလျှောက်သည့်ဖို့စထွက်တာကနေဆုံးတဲ့အထိတောင်းလျှောက်သည့်ဖို့လိုအပ်ပါတယ်။ နှခေါင်းရဲ့အတွင်းဘက်အထက်ဘက်ကိုလည်းဝမ်းဘက်အတွင်းအထိလိုက်မကြည့်နဲ့နာတိပြားရဲ့ပြင်ဘက်ကိုလည်းလိုက်မကြည့်ပါနဲ့ခြင်းမှုတင်ရှားတဲ့နာတိပြားသုံးဖို့အထက်နှုတ်ခမ်းတဏှာကသာစောင့်ပြီးတော့ဝင်သည်လင်းထွက်သည်လင်းအာယုန်၌ဘာဝနာစိတ်ကိုညီဝဆွာကပ်ပြီးဒီနေ့အောင်သာကြိုးစားပါအရင်လူညိုးတဲ့အပိမှတခါတည်းအသက်ရှင်ကနှင်းခြင်းနှင်းမယ်အသက်ရှင်နှေးတာကိုရှည်တယ်လို့ခေါ်ပါတယ် အသက်ရှင်နေလို့ရှင်နေရင်လည်းအစာဆုံးထုံးချောက်သိအောင်ကြိုးစားပါတခါတည်းအသက်ရှင်ကမြန်ရင်လည်းမြန်မယ်မြန်တာကို တိုးတယ်လို့ခေါ်တယ်အသက်ရှင်မြန်လို့တိုးနေရင်လည်းအစာဆုံးထုံးချောက်သိအောင်ကြိုးစားပါအဲ့ဒီလိုကြိုးစားတဲ့အပိုင်းမှလည်းဒါကအစာဒါကအလယ်ဒါကအဆုံးလို့လိုက်မှမှတ်ပါနဲ့မမဘက်မနေနိုင်လို့မှတ်ချင်တယ်ဆိုရင်ဝင်လေထွက်လေဒီလောက်ပဲမှတ်ပါအလိုက်တူပဲ ရှိတယ်တူတယ်လို့လည်းမမှတ်ပါနဲ့ရှိတယ်တူတယ်လို့လျှောက်ပြီးမှတ်နေမယ်ဆိုရင်ရှိလေသလားတူလေသလားစသည်ဖြင့်စဉ်စားတွေးခေါ်မှုဉာဏ်ကြီးစေကုမှုတွေဝိတ္တတိများလာပြီးတော့တမာတိပြပြသွားတတ်ပါတယ်ရှိခြင်းလဲရှိပါစေအစအဆုံးတောက်လျှောက်သိအောင်ကြိုးစားပါတို့ခြင်းလဲတို့ပါစေအစအဆုံးတောက်လျှောက်သိနေအောင်သာကြိုးစားပါရှိတဲ့အစဉ်မှာပဲဖြစ်ဖြစ် တို့ရဲအစင်မှာပဲဖြစ်ဖြစ်အစအဆုံးသိအောင်ကျင့်ရတဲ့အစင်မှာပဲဖြစ်ဖြစ်ဒီ30လုံးကို30နဲ့ပေါင်းကျင့်နေတဲ့အခုလိုအပိုင်းမှာရှိတယ်တို့ရဲလူလည်းမမှတ်နဲ့အစလည်းအဆုံးလို့လည်းမမှတ်ဖက်နဲ့မှတ်ရှင်ရင်တော့ဝင်လေထွက်လေဒီလောက်ပဲမှတ်နေပါဒီလိုမှတ်လိုက်လို့ဘာဝနာစိတ်ကဝင်တဲ့လေထွက်တဲ့လေအယုံနဲ့တဏှာကြီးကတီးလာပြီဆိုရင်တဏှာကြီးခွဲတော့တီးအောင်ဒိဋ္ဌံပြီးထိုင်ကြည့်ပါ နှစ်နှစ်ခွဲလောက်ဘာဝနာစင်ကညေဝဆွမ်ကပ်ပြီးတီလာပြီဆိုရင်နှစ်နှစ်လောက်ညေဝဆွမ်ကပ်ပြီးဒီနေ့အောင်ကြိုးစားကြည့်ပါအဲဒီလိုကြိုးစားလိုက်တဲ့အပိုင်းမှာဘာဝနာသမာဓိရဲ့စွမ်းအင်တွေကတစ်ဆင့်နဲ့တစ်ဆင့်မြင့်ပြီးတော့နှစ်ဆင့်တဲ့နှစ်ဆင့်လာပြီးဘာဝနာစင်ကလည်းညေဝတတ်တဲ့ပုံပြီးညေဝလာပြီးဆိုရင်သုံးနှစ်လောက်အထိရောက်အောင်စက်တဲ့ကြိုးစားကြည့်ပါအဲဒီလိုကြိုးစားလိုက်လို့အောင်မြင်မှုရကြမယ်ဆိုရင် ထိုင်တိုင်းထိုင်နေနှစ်နာရီသုံးနာရီလောက်စက်တိုင်းသာငြိမ်နေပါစေနှစ်ရက်သုံးရက်အတွင်းမှာရေပုံရအဖြစ်နမိတ်စပြီးဘောဓဘာရတချို့ယောဂီများမှအလင်းရောင်ကအရင်စပြီးဘောဓတယ်တချို့ယောဂီများမှနမိတ်ကအရင်စပြီးဘောဓဘာရအလင်းရောင်ပေါ်လာလို့ရှိရင်ဘယ်နေရာမှာပေါ်တယ်လို့မေးစရာရှိတော့ ။သာသီကအယအတိကြပြောရင်တမတတောပဋ္ဌာရတိမိမိခန္ဓာကိုယ်ရဲ့ဝန်းကျင်ပတ်ချအယစင်မျက်နှာမှာအကုန်လုံးပြန့်နှံ့ပြီးတော့ဒီညာအယောင်လင်းတွေကဖြစ်နေတတ်ပါတယ်။သို့သောယောဂီပုဂ္ဂိုလ်အာယုံစုသိတဲ့ဘက်မှပုံပြီးလင်းနေတဲ့သဘောကိုယောဂီတရောခမင်းများကသတိပြုမိတတ်ကြပါတယ်။ဒီအလင်းရောကခန္ဓာကိုယ်ရဲ့ဝိဉ္ဇဉ်ပတ်ချအယဆင်းမျက်နှာမှာဖြစ်နေတဲ့အတွက်အနပနနမိတ်တော့မဟုတ်ပါဘူး အနာပါနဘာဝနာသမာဓိရဲ့ဆွမ်းအင်ကြောင့်ဖြစ်ပေါ်လာတဲ့ဉာဏ်အယောက်အလင်းသာဖြစ်ပါတယ်။ဒါရဲ့ယောဂီပုဂ္ဂိုလ်ကသူအယောင်နည်းနည်းကိုလိုက်ကြည့်မယ်ဆိုရင်မူလရှုပွားနေတဲ့အနာပါနဝင်လေထွက်လေအာယုံကနေပြီးတော့အာယုံပြောင်းသွားတဲ့အတွက်သမာဓိရှော့ကြပြီးဒီအလင်းရောင်ဟာလည်းမကြမ်းမီမှပျောက်ကွယ်သွားတတ်တဲ့သဘောရှိတယ်။ဒါကြောင့်ယောဂီပုဂ္ဂိုလ်ကကုလိုအလင်းရောင်ပေါ်တဲ့အခါအလင်းရောင်ကိုမကြည့်ပါနဲ့။ မိမိရှိနေခြင်းဖြစ်တဲ့ဝင်သက်လေထွက်သက်လေဆိုတဲ့ဘာဝနာအာယုံမှားသောဘာဝနာစိတ်ကိုညှိုးဆွံကပ်ပြီးတည်နေအောင်ရှုစားပါရှုစားလိုက်တဲ့အချိန်ကမှတမာတိကအသာတက်လာပြီးဆိုရင်ဝင်သက်လေထွက်သက်လေလေးနှာခေါင်းထဲကထွက်လာတာကိုမိကိုတန်းကဲ့သို့အတန်းလိုက်ကလေးထွက်လာတာတွေ့တတ်ပါတယ်ဒီလိုတွေ့တတ်ပြီးဆိုလို့ရှိရင်ဒီလိုပေါ်လာတဲ့နမိတ်ကိုပရိက္ခမနမိတ်လို့ခေါ်ပါတယ် အခြေခံအစပြုပြီးထူထောင်နေတဲ့သမာတိကြောင့်ဖြစ်ပေါ်လာတဲ့နမိတ်တစ်မျိုးဖြစ်တယ်။ဘောဇမဒီနမိတ်ကလည်းမခင်ခင်တဲ့အတွက်နမိတ်ကိုစိတ်မကန့်သေးပဲပကတိရှုမြဲဖြစ်တဲ့ဝင်သက်လေထွက်သက်လေးအယုံပေါ်မှန်တဲ့ဘာဝနာစိတ်ကိုညီဝတ်စွာကပ်ပြီးဒီနေအောင်ကြိုးစားအထုတ်ပါ။ဒီလိုကြိုးစားအထုတ်လိုက်တဲ့အချိန်ခါမှာဘာဝနာသမာတိကဝင်သက်လေထွက်သက်လေးအယုံနဲ့ညီဝတ်စွာကပ်ပြီးဒီနေရင် နှကောင်းအတွင်းမှာထွက်လာတဲ့ဒီဝင်လေလေးကထွက်လေဝင်လေကလည်းမိကုံးယောင်ကဲ့သို့ဖြစ်နေမယ်ဆိုရင်ဝင်လေထွက်လေနဲ့ဆိုတဲ့ဘာဝနာအာယုန်နဲ့မိကုံးယောင်ကဲ့သို့သောသမထနမိတ်အာယုန်ဒီနှစ်ခုဟာတစ်ခုတည်းဖြစ်ပါတတ်ပါတယ်ဆိုလိုတာကဝင်သည်လေထွက်သည်လေကိုယ်တိုင်ကမိကုံးယောင်ဖြစ်သွားပြီမိကုံးယောင်ဖြစ်သွားလို့ရှိရင်ဝင်သည်လေထွက်သည်လေနဲ့ အနဘာနနမိတ်နဲ့တသားတည်းဖြစ်သွားတဲ့အခြင်းကမှဘာဝနာစိတ်ကဓမ္မတာအလျောက်ဝင်သက်လေထွက်သက်လေကိုရှုနေရကနေပြီးတော့နမိတ်အပေါ်မှာပြောင်းပြီးစိတ်ကကတ်သွားတတ်ပါတယ်။အဲဒီလိုကတ်သွားမယ်ဆိုလို့ရှိရင်ယောဂီပုဂ္ဂိုလ်ကပကတိဝင်သက်လေထွက်သက်လေကို မရှုတော့ဘဲနဲ့ ဝင်သက်လေးထွက်သက်လေးကိုအမိပြုပြီးဖြစ်ပေါ်လာတဲ့အနာဘနဲ့နမိတ်ပေါ်မှသာဘာဝနာစိတ်ကိုညှောစွာကပ်ပြီးဒီနေ့အောင်ကြိုးစားပါအဲဒီလိုကြိုးစားလိုက်လို့တမာရင်းကအသက်တက်လာမယ်ဆိုရင်ဤကိုယုံခဲ့သောသောအနာဘနဲ့နမိတ်သည်ဘာကွန်ဆိုင်ခဲ့သောဖြူခွေးနေတဲ့နမိတ်အသွင်ပြောင်းသွားတတ်ပါတယ်တို့တော့ဒီနမိတ်မှာတချို့ယောဂီပုဂ္ဂိုလ်တွေကနှာခေါင်းနဲ့ သို့မဟုတ်အထက်နှုတ်ခမ်းနဲ့ခက်ကွာကွာတနည်းအားမှဖြစ်နေတာလည်းရှိတတ်တယ်။ဓာတိပြသို့မဟုတ်အထက်နှုတ်ခမ်းမှာကပ်ပြီးပေါ်နေတာလည်းရှိတတ်တယ်။ရှည်တာလည်းရှိတတ်တယ်ဝိုင်းနေတာလည်းရှိတတ်တယ်။တခြားအယောင်အမျိုးမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဖြစ်တတ်တဲ့အတွက်ကြောင့်ဥဒ္ဒရိမအထက်ကရာကဒီပိုင်းလေးမှာနေဝဝဏ္ဏတောမနတိကတ္တဗအယောင်အစင်းကိုလည်းနှလုံးမသွင်းရဘူးပုံကရံကိုလည်းနှလုံးမသွင်းရဘူး။ လက္ခဏာတောနာပိစ္ဆဝခိတဖန်သဘောဝလက္ခဏာတမညာလက္ခဏာဒီကိုလည်းဒီအချိန်ကမှနှလုံးမသွင်းရဘူးဆိုပြီးတော့ဒီလိုသတ်မှတ်ချက်ပေးထားတယ်။အယောင်ကိုလည်းနှလုံးမသွင်းပဲအာနာပါနအနေဖြင့်ဒါသို့မဟုတ်အာနာပါနနမိတ်အဖြစ်နဲ့သာနှလုံးသွင်းပြီးတော့ဘာဝနာစိတ်ကိုဒီနမိတ်မှညီဝဆောင်ကပ်ပြီးဒီနေအောင်ကြိုးစားပါ။ကြိုးစားလိုက်တဲ့အချိန်ကမှဘာဝနာစိတ်က သမာဓိကအကောင်းလာပြီဆိုလို့ရှိရင်ဝါကွမ်းဆိုင်လိုဖြူနေတဲ့ဖြူရောင်နမိတ်ဒီတောက်ရှုကျဲတောက်ကြံကျဲကဲ့သို့ကြည်လင်တော့ပါအနေတဲ့နမိတ်အသွင် ပြောင်းသွားပါလိမ့်မယ်။တောက်ရှုကျဲတောက်ကြံကျဲကဲ့သို့ကြည်လင်တော့ပါအနေတဲ့နမိတ်ကိုတော့ပฏิဘာကနမိတ်လို့ခေါ်ပါတယ်။ဒီတော့ပေါင်းလိုက်ရင်နမိတ်ကဘယ်နှမျိုးရှိသွားပါလဲ။၃မျိုးရှိသွားပြီဖြစ်တယ်။ဤကိုရောင်ကဲ့သို့သောနမိတ်ကပရိက္ခမနမိတ် ဘဂဝန်ဆိုင်ကဲ့သို့ဖြူနေတဲ့နမိတ်ကဥက္ကဟနမိတ်သောရှုကျင်တော့ကြံကျင်ကဲ့သို့ကြည်လင်တော့ပါနေတဲ့နမိတ်ကပฏิဘာကနမိတ်ဆိုပြီးတော့နမိတ်၃ဇာရှိပါတယ်ပရိကမ္မနမိတ်ခေါ်တဲ့မိကိုရောင်ကဲ့သို့ညေတထနမိတ်အာယုံအပေါ်နဲ့ညေဝဆွာကပ်ပြီးတည်နေတဲ့သမာဓိကပရိကမ္မသမာဓိ ။ဘောဂသင်္ကတဆဆဖြူနေတဲ့ဥက္ကနမိတ်အပေါ်၌မြေဝဆွာကပ်ပြီးတည်နေတဲ့သမာဓိကလည်းပရိက္ခမသမာဓိပဲဖြစ်ပါလေ။ဇီလင်တုပ်ပါနေတဲ့သောရှုကျေတောက်ကြကျေကဲ့သို့ဇီလင်တုပ်ပါနေတဲ့ပရိဘကနမိတ်အယုံပေါ်၌မြေဝဆွာကပ်ပြီးတည်နေတဲ့သမာဓိကတော့ဥပ္ပဇာရသမာဓိဆိုပြီးတော့စာပေနယ်ကဒီလိုတော့သတ်မှတ်တယ်။သို့တော့တကယ်ဥပ္ပဇာရသမာဓိအစစ်တော့မဟုတ်သေးဘူး။ တကယ်ဥပဇာရသမာဓိအစဉ်ကတော့ဇန်နဲ့ကပ်နေတဲ့ဇာနဝိထိနဲ့ဆက်သွယ်နေတဲ့သမာဓိတွေကတော့ဥပဇာရသမာဓိအစဉ်လို့ခေါ်ပါတယ်သို့သောဇန်နဲ့ကပ်နေတဲ့ဇန်စိတ်တုပ်ပတ်နဲ့ဆက်သွယ်နေတဲ့ဝိထိစဉ်တစ်ခုအတွင်မှကြာရောက်နေတဲ့တကယ်ဥပဇာရသမာဓိနဲ့ဒီကျင်းလင်းတုပ်ပတ်နေတဲ့အာနပါနပရိဘကနမိတ်အာယုံမညီဝတ်စွာကပ်ပြီးဒီနေတဲ့သမာဓိဒီသမာဓိနှစ်ခု တိုင်းတန်နှိုင်းစာကြည့်လိုက်တဲ့အချိန်ခါမှာတမာတိဒင်ဂရီစံကျင်ချင်းတူညီနေတဲ့အတွက်ပရိသူပစာရာအဖြစ်ကြည်လင်တော့ပါနေတဲ့အာနဘာနာပရိဘကနမိတ်အာယုန်နဲ့ငြိဝဲစွာကပ်ပြီးတည်တည်တဲ့တမာတိဒီကိုလဲဥပစာရာတမာတိဆိုပြီးတော့ဒီလိုသုံးနှုံးထားတယ်။ဒုဥပစာရာတမာတိအခိုက်မှာတော့ရေပုံရအဖြစ်ယောဂီတို့ခမည်းများများမှာ သမာဓိက စွန့်အင်းနေသိမပြည့်ဝသေးတဲ့အတွက်ဇာယင်္ဂတင်ကလည်းစွန့်အင်းပြည့်ပြည့်ဝဝမဖြစ်လာသေးတဲ့အတွက်ဘဝစိတ်ဒီအကြမြတ်တတ်ပါတယ်။ယောဂီပုဂ္ဂိုလ်အနေနဲ့ကတော့ဘာမှမသိဘူးဆိုပြီးဒီလိုတော့ပြတ်တတ်ပါတယ်။ဒီဘဝစိတ်ဒီအကြမြတ်လာပြီဆိုရင်ယောဂီပုဂ္ဂိုလ်ကဘဝစိတ်အကြမမြအောင်အကုန်တဲ့တတိဖြင့်ဒီကျင်နေတတ်ဖန်နေတဲ့အာနာပါနပြိဘကနမိတ်ကိုစိုက်ပြီးရှုလိုက်တဲ့အခါ ရာဝရိယတဏိသမารိပညာခေါ်တဲ့ဣန္ဒြေ၅ပါးတို့ကထက်မြက်ဆုရှလာပြီးဝိနည်းဝိသရပိတိဒုက္ခဣင်္ဂရခေါ်တဲ့ဇယင်္ဂ၅ပါးတို့ကလည်းထက်မြက်ဆုရှလာပြီးဆိုရင်ဒီဘဝင်ကြမှုစိတ်ဘဝင်ကြကြအနေနဲ့စိတ်သဘာဝလေးကိုလွန်မြောက်သွားနိုင်ပါတယ် ဝိညာဏကိုလွန်မြောက်သွားလည်းပြီဆိုလို့ရှိရင်တော့ကျင်လင်တတ်ပါနေတဲ့အာနာပါနပြိဖကနမိတ်အာယုန်နဲ့ဘာဝနာစိတ်ကနှိမ့်မြုပ်ပြီးတော့ဝင်နေတာကိုယောဂီပုဂ္ဂိုလ်ကတွေ့တတ်ပါတယ်။ဒီကြောင့်ယောဂီပုဂ္ဂိုလ်ရဲ့အနေနဲ့ဒီကျင်လင်တတ်ပါနေတဲ့အာနာပါနပြိဖကနမိတ်ထဲမှာဘာဝနာစိတ်ကအခုလိုနှိမ့်မြုပ်ပြီးဝင်သွားပြီဆိုရင်ခန္ဓာကိုယ်ကြီးလည်းလှုပ်လို့မရတော့ဘူး။ဘာဝနာစိတ်ကလည်းလှုပ်ရှားမှုလုံးလုံးမရှိပဲညင်ဝတ်စွာကပ်ပြီးဒီနေတဲ့သဘောကိုတွေ့တတ်ပါတယ်။ လူငြိမ်ဝဇောကပ္ပိတည်နေပြီဆိုရင်တော့ကြည်လင်တော့ဗန်နေတဲ့အာနာပါနပရိဘင်္ဂနမေအာယုန်ထဲမှာနစ်မြုပ်နေတဲ့ဒီသဘောတရားကိုပဲဆက်ဆက်စူးစူးအထုမြဲမြန်ရှုအပ်တန်ဇံဟုခေါ်တဲ့ဆိုပြီးတော့ဒီလိုလေဒီကျွန်တော်ဘုရားကအဆုံးဆုံးမှထပ်ပါတယ်အလိုကြည်လင်တော့ဗန်နေတဲ့အာနာပါနပရိဘင်္ဂနမေအာယုန်ကိုစူးစူးဆက်ဆက်မြဲမြန်မြန်ခိုင်ခိုင်ခန့်ခန့်ဖြင့်ရှုပွဲသုံးသပ်နိုင်တဲ့အတွက် ဝချင်းကမဇံကိုဆိုင်ပြီလို့ဆိုလိုပါတယ်ဇံနဲ့အဘိညာဉ်ကိုမရောထွေးမိဖို့လိုပါတယ်နော်ဇံဆိုတဲ့သဘာဝကခုလိုကျင်းလင်းတော့ပါနေတဲ့အာနာပါနပရိဘကနမိတ်ကတော့သောသမထအာယုန်နမိတ်တစ်ခုအပေါ်၌ဘာဝနာစိတ်ကိုညီဝတ်စွာကပ်ပြီးဒီနေ့အောင်ကျိုးစားအထောက်မှုသဘောတာဖြစ်တဲ့မြေရှုမှုပြင်းစားတဲ့လုပ်ငန်းရတေကဒီဇံကိုအခြေခံပြီးမှတစင့်တက်ပြီးကျင့်ရတဲ့အဘိညာဉ်ရဲ့စွမ်းအားရင်းဖြစ်ပါတယ် ခုဘုန်းကြီးပြောနေတဲ့အပိုင်းကတော့ဇံပိုင်းဖြစ်ပါတယ်။ဒါတော့ဒီပရမဇံတမာနိကိုစိုက်မစိုက်ဆိုတာကတော့ယောဂီပုဂ္ဂိုလ်ကရှေးဥစွာမဆန်းစစ်ပါနဲ့ဩ။ဒီနေတော့ပါနေတဲ့အာနာပါနပရိဘကနမိတ်ထဲမှာပဲဘာဝနာစိတ်ကိုနှိမ့်မြုပ်နေအောင်နှစ်ရက်သုံးရက်စသဖြင့်ကြိုးစားပါ။ခိုင်နှိုင်းလဲနှိမ့်မြုပ်နေပြီဆိုပြီး ိုင်နိုင်နိမ့်ယုံနေပြီဆိုပြီးဆိုရင်ထိုယောဂီပုဂ္ဂိုလ်ကဆံရင်ကားတွေကိုထိုချင်းခါမှ၃ရက်ခန့်လောက်ကျော်လွန်သွားရင်တော့သိသိလို့ရပါတယ်။ဆံရင်ကားကိုသိသိခြင်းနဲ့ယောဂီပုဂ္ဂိုလ်ကဘာလုပ်ရမလဲ။ရှုစွာဒီအနာပါနပြိဘကနမိတ်ကိုအာယုံပြီးတော့အ ਨੇ ဆုံးတဏှာကြီးလောက်ဘာဝနာစိတ်ကညီဝဆောကပ်ပြီးဒီနေအောင်နိမ့်မြုပ်နေအောင်ကျူဆက်ရတယ်။ဇမ္မထမိလိုက်တဲ့အခါထလင်ထချင်းချက်ချင်း မိမိနှလုံးအိမ်အတွင်းဘက်ကိုဟရိယဝတ္ထုရှိရာဘက်ကိုအာယုံဆိုင်ပြီးကြည့်လိုက်တဲ့အခါနှလုံးအိမ်အတွင်းမှာအင်းရှင်ပွင့်ပနအကြည်လေးကိုသွားတွေ့တတ်ပါတယ်။ဝေမနောအကြည်ဆိုရကပပ္ပဒရာမိဒံဘိခွေစိတ်ဓာဆိုပြီးအင်္ဂုတ်တော်ဣစရာတင်္ကတဝတ်မှာဘုရားရှင်ဟောကြားထားတော်မူတဲ့အတိုင်းအင်းရှင်ပွင့်ပနအကြည်လေးကလည်းကြည်လင်တော့ပါနေတဲ့ခန္ဓာမှန်တယ်လို့ကြည်လင်တော့ပါနေတဲ့သဘောရှိတယ် တော့ဒီနေရာမှာအထင်္ကရာကအရှင်းထားပါတယ်အင်ဂုတ္တရာအထင်္ကရာကစိတ်မှာအယောင်လင်းရှိလို့လားလို့ဒီလိုတော့မေးစရာရှိတယ်စိတ်မှာအယောင်လင်းတော့မရှိပါဘူးတောတော့စိတ်တင်အယောင်လင်းကိုဖြစ်စေနိုင်တဲ့အစွမ်းအားတော့ရှိတယ်ဆိုရလဆိုလိုတာကတော့ဒီလိုပါဘုလိုရှုပွနေတဲ့အာနာပါနကျင်လင်တော့ပါနေတဲ့အာနာပါနပြိဖာကနမိတ်တို့လိုပြိမာကနမိတ်ကိုအာယုံယုံပြီးတော့တမာတိကိုထူထောင်လိုက်ရင်လဲ ဘုသမာတိနဲ့ရှင်တွဲနေတဲ့စိတ်စေတသိက်က ရေပုံရအဖြစ်34လုံးရှိပါတယ်ထို34လုံးထဲမှာညံလဲပါတယ်ထို့ညံကအနုဘောကြီးလို့ထက်မြက်လာပြီဆိုရင်ထို့ညံဥဆောင်နေတဲ့စိတ်စေတသိက်တွေကြောင့်စိတ္တဇယုတ်ကလတေဟာတကောလုံးအနံပြဖြစ်နေပါတယ်ထို့စိတ္တဇယုတ်ကလတေကိုတန်ခွက်လိုက်ရင်သဘောတရားရှိခုရှိတယ်ပထဝီအဘောတေဇောဝါယောအစိဏညာသာဩဇာဆိုပြီးသဘောတရားရှိခုရှိပါတယ် ရှိကိုယ်ထဲမှာပါတဲ့ဝဏ္ဏခေါ်တဲ့ယူပါယုံအယောင်လေးကဘာသူရာရူပအလွန်တောက်ပါတဲ့သဘောရှိတယ်။တခါဒီစိဏ္ဍယုတ်ကလထဲမှာပါနေတဲ့ဤသောတဥတုကြောင့်လည်းယုတ်ကလတင်ကအသည့်အသည့်စင်ငယ်စင်ငယ်ထက်ခက်တက်ခဖြစ်နေကြပါတယ်။ဤသောတကိုဥတုလို့ခေါ်တယ် ထိုတိသောတဥဒုံကြောင့်ဖြစ်ပေါ်သွားတဲ့ယုတ်ကလတ်တွေကိုဥဒ္ဒဇယုတ်ကလတ်တွေလို့ခေါ်တယ်။ထိုဥဒ္ဒဇယုတ်ကလတ်တွေကိုတက်ခွင့်လိုက်ရင်လည်းယုတ်ကလတ်တစ်ခုတစ်ခုမှာပထဝီယောဘတေသောဘာရောအစိမ့်နဲ့ရတဲ့ဩဇာဆိုပြီးသဘောတရား၈ခုပဲရှိပါတယ်။ထို၈ခုထဲမှာလည်းဝဏ္ဏတယုပယုံပါတယ်။ထိုဝဏ္ဏတယုပယုံကလည်းဘန္တုရတူပတောက်ပါတယ်။အလွန်တောက်ပါတဲ့သဘောရှိတယ်။ဒီတော့စိရိဇယုတ်ကလတ်တွေကလည်းများစွာဖြစ်တော့ကလတ်တစ်ခုမှာတည်ရှိတဲ့အကြောင်း နောက်ကလမတခုမှတရှိတဲ့အယောင်အယောင်တခုနဲ့တခုဆက်သွဲသွားတဲ့အခါတဆက်ထဲလို့ထင်ရတယ်။ဒီလိုစိရိစယုတ်ကလတိုင်းမှာပါတဲ့ဝဏ္ဏတယုပယုံတို့ရဲ့တောက်ပန်နေတဲ့အယောင်လင်းကလည်းကလတခုနဲ့တခုဆက်ဆက်ပြီးဖြစ်နေတယ်။အလားတူပဲဒီစိရိစယုတ်ကလထဲမှာပါတဲ့ဒီသောတဥဒုကိုအချိန်ခံပြီးဖြစ်ပေါ်သွားတဲ့ဥရဇယုတ်ကလတိုင်းမှာပါတဲ့ဝဏ္ဏတယုပယုံတွေကလည်းဆက်ဆက်ပြီးဖြစ်နေကြတယ်။ဒီစိရိစယုတ်ကလမှာပါတဲ့ဝဏ္ဏတယုပယုံရဲ့တောက်ပန်မှု ပုရိသယုတ်ကလမှာပါတဲ့ဝဏ္ဏတယူပါယုံရဲ့တောက်ပမှုဒီအယောင်လေးနှစ်ခုပေါင်းစပ်လိုက်တဲ့အချိန်ခါမှာညာယောင်ဆိုပြီးတော့ဖြစ်ပေါ်လာပါတယ်။စိရိသယုတ်ကလကြောင့်ယုတ်ကလဒီထဲမှာပါတဲ့ဝဏ္ဏတယူပါယုံကတော့အစ္ဆဒမှာပဲပြန့်နှံ့ပြီးတည်ရှိပါတယ်။ပုရိသယုတ်ကလဒီမှာပါတဲ့ဝဏ္ဏတယူပါယုံတွေကတော့အစ္ဆဒတေနမကဗိဒအထိပြန့်နှံ့ပြီးတည်ရှိပါတယ်။ ဒီလိုတည်ရှိနေတဲ့အယောင်လင်းကိုဟောအင်္ဂုတ္တပါဠိတော်စတုကဏိပအာဘာတုတ်တန်စတဲ့ထထောတုတ်တန်ဒီမှာဘုရားရှင်ကညာယောင်ဆိုတဲ့အမည်နဲ့ဟောကြားထားတော်မူခဲ့ပါတယ်အလန်းတူပဲဘုန်းကြီးတို့ခုဒီအင်းရှင်ဘုံဝေမနောအကြည်ဓာတ်ကလေးကလည်းအတိတ်ကကံကြောင့်ဖြစ်ခဲ့ပါတယ် ဒီအင်းရှင်ပွင့်မနောအကြည်မှာရေပုံရအဖြစ်တိရပြိဏ္ဍတင်ဒီနေလို့သောမနတဝိရဏရှင်တွဲကံမဲ့ဆိုလျင်စိတ်စရိတ်34လုံးရှိတယ်။တို့34လုံးထဲမှာလဲပညာခေါ်တဲ့ပဉ္စိန္ဒရီစိတ္တဉာဏ်လေးပါပါတယ်။ထိုဉာဏ်ကအတိတ်ကံကိုအခြေခံပြီးတော့အန္တုဘောကြီးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်။အတိတ်ကံကိုအခြေခံပြီးတော့အန္တုဘောသေးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်။အတိတ်ကံကစွန့်အင်း အကျိုးပေးနေတဲ့ဒီဘဝင်စိတ်ကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းရင်းဖြစ်တဲ့ကံကစွန့်အင်သိကြီးမားခဲ့ပြီဆိုရင်ဒီဘဝင်စိတ်တွေနဲ့ရှင်တွဲပြီးဖြစ်ပေါ်နေတဲ့ဉာဏ်ကစွန့်အင်ကြီးမားလာပါတယ်စွန့်အင်ကြီးမားနေတဲ့ဒီဉာဏ်ဥဆောင်နေတဲ့ဘဝင်စိတ်စရိတ်ကြောင့်လည်းသစ္စာစရိတ်ယုတ်ကလတိကဖြစ်ပါတယ်ဒီစရိတ်ယုတ်ကလထဲမှာပါတဲ့တေသတ္တကြောင့်လည်းဥဒ္ဒဆယုတ်ကလတိအသိသိထပ်ဖြစ်တယ်အဲ့ဒီဘဝင်စိတ်ကြောင့်ဖြစ်ပေါ်သွားတဲ့စိတ်စိတ္တယုတ်ကလတိထဲမှာပါတဲ့ဝဏ္ဏတယုပယော ဒီဘုံစိတ်ကြောင့်ဖြစ်တဲ့စိဏ္ဍယုတ်ကလထဲမှာပါတဲ့ဥဒုခရတိဇောတာကြောင့်ဖြစ်ပေါ်သွားတဲ့ဥရဒယုတ်ထဲမှာပါတဲ့ဝဏ္ဏတယူပယုံဒီယူပယုံနှစ်ခုခံလိုက်ကျင်လင်တော့ပါတဲ့သဘောရှိတယ်။ကျင်လင်တော့ပါလိုက်တဲ့အချိန်ခံကြတော့အတိတ်ကညာအန္တုဘောကြီးရင်လည်းကြီးသလိုသိရင်လည်းသိသလိုကျင်လင်တော့ပါတဲ့သဘောရှိတော့ဒီယုတ်ကလနှစ်ခုမှာပါဝင်နေတဲ့ဝဏ္ဏတယူပယုံတို့ရဲ့အပေါင်းအစုဖြစ်တဲ့ဘုံဝင်မနောအပေါင်းအစုလေးကိုပဲတင်စားပြီးတော့ ဘဝင်မနောအကြည်ဆိုပြီးတော့ဒီလိုခေါ်ပါတယ်အဲ့ဒီဘဝင်မနောအကြည်ဓာတ်ကလေးကိုယောဂီပုဂ္ဂိုလ်ကပထမသိသိရပါတယ်ဝင်မနောဒီတဲ့မှာဒီကျင်လင်တော့ပါနေတဲ့မိမိရှုနေတဲ့အာနာပါနပြိဘာကနမိတ်ကအာယုံကလာပြီးထင်တာကိုတွေ့ပြီဆိုရင်ထိုခြင်းကမဝိနေဝိဇာရပိဋိဒုက္ခဣင်္ဂကထာခေါ်တဲ့ဇိုင်ကံကဘာကိုယောဂီပုဂ္ဂိုလ်ကသိသိလို့ရပါတယ် ဝိတ္တဆူရကဒီလင်တော့ဗာနေတဲ့အာနာပါနပြိဘာကနမိတ်အာယုံဘောတော့စိတ်ကိုရှေ့ရှုတင်ပေးခြင်းသဘောဝိဇာရဆူရကကျေလင်တော့ဗာနေတဲ့အာနာပါနပြိဘာကနမိတ်အာယုံကိုထက်ခတ်တက်ကသုံးသပ်ဆင်ခြင်နေခြင်းသဘောဤဒီဆူရကကျေလင်တော့ဗာနေတဲ့အာနာပါနပြိဘာကနမိတ်အာယုံကိုနှစ်သက်နေခြင်းသဘောဒုက္ခဆူရကကျေလင်တော့ဗာနေတဲ့အာနာပါနပြိဘာကနမိတ်အာယုံဤအယနာကိုချမ်းချမ်းသာသာခံစားနေခြင်းသဘော ရှင်ကကနာဆရာကကျင်လင်တော့ပါနေတဲ့အာနာပါနပရိဘာကနမိတ်အာယုတခုနည်းပေါ်တော့စိတ်ကြရောတည်ငြိမ်နေခြင်းသဘောပေါက်လိုက်တော့ဆိုင်ကငါဘာဖြစ်တယ်ဒုချင်းကမှာအိန္ဒြေငါဘဘုံငါဘတို့လည်းစုံကြီးလာကြပြီဖြစ်ပါတယ်ကနာဆရာကဒီအာနာပါနကမ္မဋ္ဌာန်းကိုခုလိုဖျင်းရှင်ညွှန်ကြားသည့်အတ္တစနစ်ကြကျင့်ခဲ့ရင်ဇန်တမာတိကိုဆက်ရောက်နိုင်တယ်ဆိုတဲ့ယုံကြည်မှုဖြစ်ပါတယ် ဝရိယကကျင်လင်တော့မှနေတဲ့အာနာပါနပြိဘကနမိတ်အာယုံကိုထိုးထွင်းသိအောင်ကြိုးစားအထုတ်နေခြင်းသဘောစိတ်တည်ကြည်နေအောင်ကြိုးစားအထုတ်နေခြင်းသဘောဖြစ်တယ်။တနည်းကအာနာပါနပြိဘကနမိတ်အာယုံကိုထက်ခန့်ထက်ခအမှတ်ရနေခြင်းသဘောဖြစ်တယ်။သမာဓိကကျင်လင်တော့မှနေတဲ့အာနာပါနပြိဘကနမိတ်အာယုံတစ်ခုရင်းပေါ်၌စိတ်ညှိုးစွာကပ်ပြီးတည်နေခြင်းသဘောဖြစ်တယ်။ ဉာဏ်ဉာဏ်ကကျင်လင်တော့ပါနေတဲ့အာနာပါနပြိဘကနမိတ်အာယုံကိုထိုးထွင်းထွင်းဖောက်သိမြင်နေခြင်းသဘောဖြစ်ပါတယ်။ဒီအိရိငါဘဘုံငါဘဆိုတဲ့တဏှဝရိယတတိကမတိပညာဆိုတဲ့တရားနေကလည်းထိုးခြင်းကမှစုံကြီးနေပြီဖြစ်ပါတယ်။ဒုံပရမန္တမဏိကိုယောဂီပုဂ္ဂိုလ်ကဝတိဘောင်္ဂတနိုင်နေအောင်လက်ကျင်ရပါတယ်။ဝတိဘောင်္ဂတနိုင်နေအောင်လက်ကျင်လို့အာမီမှုရပြီးအနည်းဆုံး2ရက်3ရက်လောက် ကျိုးစားလို့စိတ်ထဲမှာကျင့်တတ်ပြီဆိုရင်ဒုတိယဇံကုနိုင်တယ်။ဒုတိယဇံကကုမယ်ဆိုလို့ရှိရင်ယောဂီပုဂ္ဂိုလ်ကအောက်တည်ဆုံးအဖြစ်ဒီပရမဇံသမารိကိုတဏှာကြီးလောက်တော့ရောက်အောင်ဝင်စားရတယ်။သို့သောမကုငင်မှာအ ਨੇ ဆုံးဒီပရမဇံသမารိမှာပဲထိုင်နေထိုင်နေ၃နှစ်ကြီးလောက်ညင်အောင်၃ရက်လောက်စက်တဲ့ကျိုးစားဖို့ကတော့လိုအပ်ပါလိမ့်မယ်။ဘာဖြစ်လို့လဲ။ ဩဇံတမာတိတွေမခင်ကန့်ခင်ရင်အထက်ဇံကိုတက်တဲ့နေရာမှာအခက်အခဲတွေများစွာရှိပါတယ်။ဩဇံတမာတိကခိုင်သွားပြီဆိုလို့ရှိရင်လည်းအထက်ဇံတမာတိကိုတက်တဲ့နေရာမှာလွယ်ကူတဲ့သဘောရှိတယ်။ဒါကြောင့်ထိုင်နေတဲ့နေ့သုံးနာရီလောက်ဘာဝနာစိတ်ကပရမဇ္ဇတမာတိမှာနေနိုင်ပြီဆိုလို့ရှိရင်ဘုံရင်လောက်အထိဇက်တိုက်နေနိုင်ပြီဆိုရင်သူယောဂီပုဂ္ဂိုလ်ကဒုတိယဇံကုလောကကုနိုင်ပြီ။ဝိညာဉ်ရဲ့အချိန်ခါမှာမလုပ်မလဲ။ အနည်းဆုံးအဖြစ်ထိုချင်းကမှာကုရမယ်ဆိုရင်တော့ပရမသတ္တမရိကိုတဏှာကြီးလောက်ဝင်စားလိုက်ပါပထမသမထပြီးတဲ့အချိန်ကမှာမိမိအစဉ်ကြီးရမယ်အဖြစ်က နှစ်ခုရှိတယ်ဒီခုကဒီပရမသန်တမာတိဒီနိဝရဏကိုပဲခွာတဲ့နေရာမှာအကောင်းဆုံးဖြစ်တဲ့အတွက်နိဝရဏဆိုတဲ့ဤကတဲ့ယန္တုရှိတယ်ဆိုလိုတာကဒီလင်တော့မှနေတဲ့အာနာပါနပြိပကနမိတ်ထဲမှာဘာဝနာစိတ်ကနိမ့်မြုပ်ခါစအချိန်ခါလောက်ရောက်ခံမှာ နင်းမြုံလို့နင်းနီရောက်ခါမှနိဗ္ဗာန်ရင်ကကွာဟသွားပါတယ်။ဒါကြောင့်နိဗ္ဗာန်ရန်သွင်းတဲ့ဒီပရမဇ္ဇဟအလွန်ဒီကတဲ့သဘောရှိတယ်။နောက်တစ်ခုဝိနဝိသရကိုဆင်ခြင်ကြည့်လျင်အကျဉ်းလင်တော့မှနေတဲ့အာနာပါနပရိဘကနမိတ်အာယုဘောတော့စိတ်ကိုတင်းတင်းပြင်းနေရတယ်။ထက်ခန့်ထက်ခန့်သုံးသပ်နေရတယ်။ဒါယုံရင်ကြမ်းတမ်းတဲ့စိတ်အမှုရာတစ်မျိုးဖြစ်တယ်။ဒီဝိနဝိသရတို့ကယုံရင်ကြမ်းတမ်းတဲ့အတွက် ကျိုးပဲပစ္စည်းလွယ်တယ်သိက္ခာများသည်ကြင်ကြည့်လိုက်ရင်ကျန်းနေတာမှန်ပေမဲ့သူတို့ကကျိုးပဲပစ္စည်းလွယ်တဲ့သဘောရှိတယ်အဲ့ဒီပုံစံလိုပဲဝိနည်းဝိဇ္ဇာရတွေကယုံရင်ကျန်းတဲ့နေတဲ့အတွက်ကျိုးပဲပစ္စည်းလွယ်တဲ့သဘောရှိတယ်အာနိသောဆိုင်ကရှိတယ်နောက်တစ်ခုပိဏိဒုက္ခဣင်္ဂကရာဆိုတဲ့ဆိုင်ကဥပ္ပါရှိတဲ့ဒုတိယဆံကိုလှမ်းကြည့်လိုက်တော့သူကပုံငြိမ့်သက်တယ်လို့ဒီလိုဆင်ញင်ပြီးတဲ့အခါယောဂီပုဂ္ဂိုလ်က ရှင်လင်တော့ဘာနေတဲ့ဒီအာနန္ဒပန္နပြိဘကနမိတ်ကိုပဲပြန်ပြီးအယုံဆိုင်ရပါတယ်။ဆိုင်လိုက်တဲ့အချိန်ကမှပထမဇန်သမารိပဲပြန်ဆိုင်လိုက်မယ်။ဒုံပရမဇန်သမารိမှာထပြီးတဲ့အချိန်ကမှဝိတဝိဇရတို့ကိုဆင်ញင်ကြည့်လိုက်ရင်ဝိတဝိဇရတို့ကတန်တန်နဲ့ဆိုင်ကအဖြစ်ချင်းရှက်ရှက်တွေ့လာမယ်။ပိဋိဒုက္ခယကရံကိုဆင်ញင်ကြည့်လိုက်တဲ့အခါပိဋိဒုက္ခယကရံကိုလည်းဆိုင်က၃ပါးကဆိုင်က၃ပါးရှိတဲ့သဘောကပေါ်ပြီးသင်္ဘေနုညံတာတွေ့မယ်။ဒုံချင်းကမှာ ယဉ်ကျေးနေတဲ့ဝိနေဝိဇ္ဇရခေါ်တဲ့ဇိုင်းကံတွေကိုပတ်ရှားနိုင်ရေးနိုင်မနုညာနေတဲ့ပိဋိဒုက္ခငက်ခရာခေါ်တဲ့ဇိုင်းကံသုံးပါးရှိတဲ့ဒုတိယဇံကိုရရှိရေးအတွက်ပရမဇံကိုငက်ခွေတတမှုမထမ်းတော့ဘဲဇီလင်တော့မှနေတဲ့အာနန္ဒာနဲ့ပြိဘကနမိတ်ကိုပဲစိုက်ပြီးကြည့်လိုက်တဲ့အခါအမာရိကဇီလင်တော့မှနေတဲ့အာနန္ဒာနဲ့ပြိဘကနမိတ် အာယုန်တဲ့နဲ့နှိမ့်ထွားတာကိုယောဂီပုဂ္ဂိုလ်ကသိလိုက်မယ် ဝိနိမုံသွားတဲ့အချိန်ကမှဝိနဝိသရခေါ်တဲ့ဇင်္ဂါရီပြုတ်သွားတာလဲယောဂီကသိနိုင်တယ်။ဒုက္ခပိတိဒုက္ခဤကကရခေါ်တဲ့သင်္မေနုညာတိတဲ့ဇင်္ဂါ၃ပါးရှိတဲ့ဒုတိယဇံကိုစိုက်သွားမယ်။ဒုချင်းကမှထိုယောဂီပုဂ္ဂိုလ်ကဒုတိယဇံသမဏိကိုဝတိပေါင်း၅ဌာနိုင်နေအောင်အနည်းဆုံး၃ရက်လောက်တော့လေ့ကျင့်ရပါတယ်။နောက်အချိန်ဒီမှာတော့ပထမဇံသမဏိကို နှစ်မိနစ်သုံးမိနစ်လောက်နေပြီဒုတိယဇံကို2နာရီ3နာရီရောက်အောင်ခင်ကအောင်လေ့ကျင့်ရတယ်။ဘုရင်လောစိတ်တိုက်လေ့ကျင့်ပြီးတဲ့အချိန်ကမှထုံယုံကြီးပုဂ္ဂိုလ်ကတတိယဇံကိုကုလကအခုနိုင်ပြီ။ဘုရင်ချင်းကမှကောင်းဆုံးအချိန်မှတော့ပရမဇံမှာ2မိနစ်2မိနစ်လောက်နေမယ်ဒုတိယဇံမှာ2နာရီခန့်လောက်နေပြီတဲ့အခါဒုတိယဇံမှာထပ်ထပ်ပြီးတဲ့အချိန်ကမှ ယင်ဒုနိယဇန်တိပထမဇန်ယန္တုနဲ့ဤကတ္တထာကအပြစ်တခုတခါပိဋိကောဆင်းရဲခြင်းပိဋိကယုံရင်ကြံတဲ့ဒါကလည်းအပြစ်တခုပိဋိကနှစ်သက်တဲ့အယုံတခုကိုနှစ်သက်နေရင်စိတ်ရဲ့ကျန်းတဲ့အမှုရာတစ်မျိုးဖြစ်နေတယ်ဤလိုကျန်းတဲ့အတွက်ကြောင့်လည်းဒီဇန်တိကျုပ်ပဲပြည့်စည်လွယ်တဲ့အာနိသောဇန်ကရှိနေတယ် တခါဒုက္ခအင်္ဂကရခေါ်တဲ့ဇိုင်းကနှစ်ပန်းရှိတဲ့တဏှာဇံကိုချင်းချင်းလိုက်တော့ဒုက္ခပုံပြီးညင်သက်တယ်လို့ဒီလိုချင်းချင်းပြီးတဲ့အခါကြည်လင်တောက်ပါတဲ့အနာပါဏပြိဘကနမိကိုပဲစိုက်ပြီးကြည့်ပါကြည့်လိုက်ပြီဆိုလို့ရှိရင်ထိုချင်းကမှကြည်လင်တောက်ပါနေတဲ့အနာပါဏပြိဘက